အားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်ပုံရံမကြီး Francis ရှင်သူမြတ်ရဲ့မင်္ဂလာသတင်းစကားအစီအစဉ်နေရာမှာတော့စိန့်ဂျိုးဆက်ရဲ့အကြောင်းတည်ကောင်းစရာကိုအပိုင်းနှစ်အနေနဲ့ဝင်းကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇမမေးစီများရှင်တနစ်တားရဲ့၃လပိုင်းမန်ရှလာဟာဆိုရင်စိန့်ဂျိုးဆပ်ကိုအတူတရာကြီးညိုရတဲ့လာတလာလေးဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာတော့စိန့်ဂျိုးဆပ်အကြောင်းတည်ကောင်းစရာအဖြစ် အပိုင်းအနေနဲ့စင်ဂျိုးဆက်ရဲ့ထူချာပါရမီ6ပါးကိုဝိငါဒက်ဆက်ပြီးလိုပါရယ်ဂျမမိတ်ဆွေများရှင်စင်ဂျိုးဆက်အကြောင်းပါရယ်ဧဝံဂေလိကျမ်းချက်တွေကိုတစ်နှစ်ပတ်လုံးမှာအာရင်2ကာလမှာပို့ပြီးတော့ဖတ်ရှုရလေရှိပါရယ်ဒီနောက်မှာတော့စင်ဂျိုးဆက်ရဲ့ပွဲနေ့တွေဖြစ်တဲ့မတ်လ19ရက်နေ့မေလ10ရက်နေ့တို့မှာလည်းဖတ်ရှုရပါရယ် စင်ဂျိုဇက်ဖာမေရိုမာရီယာရဲ့ခင်မွန်းဖြစ်ပြီးတော့အခမ်းအားလျော်စွာမေရိုရဲ့ပွဲနေတွေကိုလည်းစင်ဂျိုဇက်ရဲ့အကြောင်းပါတဲ့ဧဝံဂေလိကျမ်းချက်တွေကိုဖတ်ရှုလို့ရှိတာဖြစ်ပါတယ်။စင်ဂျိုဇက်ရဲ့စံထားရတဲ့ပါရမီအသက်တာဟာကျွန်တို့ရဲ့နေ့စဉ်အသက်တာအတွေ့အကျုံးဝင်ပါတယ်။တန်ရှင်သောအိမ်တော်စုရဲ့အသက်တာကစင်ဂျိုဇက်ရဲ့ဘဝကို ထောက်ရှုမယ်ဆိုရင်စင်ဂျိုဇက်ကိုလမ်းပြသူအဖြစ်တင်စားနိုင်ပါတယ်။ ဧဝံဂေလိကျမ်းစာမှာစင်ဂျိုးဆက်နဲ့ဆက်လင်းပြီးစကားတစ်ခုမှပြောဆိုခဲ့တာကိုမှတ်တမ်းယူဖော်ပြထားတာမရှိပါဘူး။စကားနည်းသူမဟုတ်ပေမဲ့လည်းမလိုအပ်ဘဲစကားမပြောသူဖြစ်တာဖြစ်ပါတယ်။ဖျားသခင်ရဲ့အကြံစီတော်ဖြစ်ပြီးလူသားတအုပ်အနေနဲ့ဘလို့မှပြောဆိုရန်မရှိတော့တဲ့အထိအစီအမံဟာ အကွက်စီပြီး ဟာကွက်မရှိပြီးလာတာပါ စကားပြောဆိုထားခြင်းမရှိသလောက် သူရဲ့အပြုမူတွေဖြစ်တယ်။ကျိုးနော်နာခံမှု အနစ်နာခံမှုဖျားသခင်ပေါ်ယုံကြည်မှုတွေဟာ သူဟာဘလို့လူစားမျိုးဖြစ်တယ်ဆိုတာကိုကျေလောင်စွာ ပြောပြဖော်ပြနေတာဖြစ်ပါတယ်။ စီဇာအောဂုစတုရဲ့အမိန့်အတိုင်းစိန်ဂျိုဇက်ဖ်ဟာတကောင်စီရင်ထည့်ဝင်ဖို့အတွက်သူ့ရဲ့ဇာတိချက်ကျွေးမွေးရမည်ဖြစ်တဲ့ဒါဝိဒ်ဘီရင်ရဲ့မြို့ဖြစ်တဲ့ဘက်တလေဟင်ကို အမိမေတော်မာရီယာအားဂါလိလီယန်နဲ့နာဇရက်မြို့ကနေယူရီယာပြည်ဘက်တလေဟင်မြို့ကို၎င်းဒီကနေပြီးတော့မွေးဖွားလာတဲ့ယူရာရှင်ဘုရင်အသည့်ယေရှုသူငယ်တော်အာ ဟီရိုမင်းကတက်ဖြတ်လို့တဲ့အတွက်မလုံခြုံတာကြောင့်ဘက်တလီဟင်မြို့ကနေအီဂျစ်ပြည်ကို၎င်းသူငယ်တော်ယေရှုကိုတက်ဖြတ်လို့တဲ့ဟီရိုရှင်ဘီယင်နေရွာဆန်သွားပြီဖြစ်တဲ့အတွက်အီဂျစ်ပြည်ကနေဂျပန်နာဇရက်မြို့ကို၎င်းဥဆောင်ခဲ့ပါတယ်။စင်ဂျိုဇက်ဖာဖျားသခင်ရဲ့ဗျာဒိတ်တော်ကိုဥလင်မတုံနာခံပြည်စည်းခဲ့တယ်။ ်ဖိယသခင်ရဲ့ဗျာဒိတ်တော်ကိုနားမလဲပြီးမင်းမြန်ညင်းခုန်ခြင်းတွေလည်းမပြုတ်လောက်ခဲ့ပါဘူးအလွန်တကိုးကြီးမာတဲ့ဖိယသခင်ရဲ့ဝိညာဉ်တော်အဖြစ်မွေးဖွားလာတဲ့မစီယာအားလည်းကာကွယ်ကျွေးမွေးပြုစု ပြောထောင်ခဲ့တာဖြစ်ပါတယ်အမျိုးသားများအနေနဲ့လည်းနေ့စဉ်အသက်တာတာမန်အသက်တာမှာသင်ရှင်းပြစင်စွာနဲ့ဘလို့နေရမယ်ဆိုရာကို စင်ကျိုးဆက်ထံကနေသင်ယူရမှာပဲဖြစ်ပါတယ်။ တမချန်းစာမှာစိန့်ဂျိုးဆက်အဘယ်သူဖြစ်တယ်ဆိုတာကို ပါရမီ6ပါးနဲ့ကွင်းကွင်းကွက်ကွက်သူစစ် ပုံဖော်ထားပြီးတော့အမျိုးသားများကိုလည်းပုံအတုယူရှင်သန်ဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။ဒီပါရမီ6ပါးကတော့နားထောင်နားခံခြင်းပါရမီ၊သစ္စာတည်ကြည်ခြင်းပါရမီ၊ဖြောင့်မတ်ခြင်းပါရမီ၊ကြံ့ခိုင်ခြင်းပါရမီ၊နှိမ့်ချခြင်းပါရမီ၊ စီမံပေးတဲ့ခြင်းနဲ့ကာကွယ်ပေးတဲ့တဲ့ပါရမီတို့ပဲဖြစ်ကြပါတယ်ဆိုရာကိုဝင်းကတိဆက်ပေးရင်းနဲ့ဒီတပံ ပပဖရန်စစ်စီရဲ့မင်္ဂလာသတင်းစကားအစီအစဉ်နေရာမှာတော့စင်ဂျိုးဆက်ပြီးရဲ့ပါရမီ6ပါးကိုဝင်းကတင်ဆက်ပေးရင်ဒီမှာပဲရှင်းလိုက်ပါရယ်ဓမ္မမိတ်ဆွေအပေါင်းယောဂဗီဗျာကင်ဝေလျင်ဘီအန်ရဲ့ခတ်သိမ်းကိရှင်ကနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဖျားရှင်ကောင်းကြီးနေ့စဉ်တို့လို့ခန်းစားကြရပါစေလို့ကျမစစ်စတေလူစီယာတနအောင်ကဆုတောင်းမြတ်တာပို့သားလိုက်ပါရယ်ရှင်